ားလုံးပဲမင်္ဂလာပါဥပဒေချုပ်ကုတ္တရာတစ်ခုကိုထပ်မံပြီးဝင်ရချင်ပါတယ်အခုကတော့မူရေးစေဝါလက်ဝယ်ရှိရသူတွေအတွက်ပြည်မှုနဲ့ပြည်ကံဖြစ်ပါတယ်ပုံမှန်16ကားငယ်အရာမူရေးစေဝါသို့မဟုတ်စိတ်ကိုပြောင်းလဲစေသောစေဝါကိုလက်ဝယ်ထားခြင်းတည်ယူပို့ဆောင်ခြင်းတဆင့်ပေးပို့ခြင်းလွှဲပြောင်းပေးခြင်းဆိုအဲ့လိုလုပ်တဲ့သူတွေဆိုရင်တော့ပြည်တံက အနည်းဆုံး9နှစ်ကနေအများဆုံး10နှစ်အထိကြာမနိုင်ပါနဲ့ဒါကတော့မူရစီလက်ဝယ်ရှိသူတွေအတွက်ပြစ်ဒဏ်ပါနောက်19ကကြီးအရမူရစီဝါသို့မဟုတ်စိတ်ကိုပြောင်းလဲစေတော့စေဝါကိုရောင်းချရန်အလို့ငါရောင်းချဖို့အတွက်လက်ဝယ်ထားမယ်တဲ့ယူပို့ဆောင်မယ်တဆင့်ပေးပို့မယ်လွှဲပြောင်းပေးမယ်ဆိုရင်တော့ထိုသူအတွက်ပြစ်ဒဏ်ကအ ਨੇ ဆုံးစစ်နေကနေအများဆုံး နှစ်အကန့်အသတ်မရှိထောင်နှံချမှတ်နိုင်ပါတယ်ဒါကတော့မူရစ်စေဝါလက်ဝဲရှိသူနဲ့ရောင်းဖို့ကြံစီနေတဲ့သူတွေအတွက်ပြည့်မှုနဲ့ပြည့်တံပါရှင်ယေရှုတင်ပါတယ်ဒီဘ ഹു သူရဒီဥပဒေနဲ့ပတ်သက်တဲ့ဘ ഹു သူရတွေကိုဆိုအမြဲမပြတ် tissue channel ဆိုရင်တော့ကျမရဲ့ဒီ YouTube channel စံတီ9 YouTube channel page ကိုလည်း